ကဲမိဘကြီးကိုပါတော့ဗျာတရေပတ်တ်ပြပါတယ်ကြပါထူးခြားတဲ့တရေတွေကတော့ဒါကျွန်တော်တို့အဲတောက်ပိုင်းမှာဆိုလို့ရှိပေါ့နော်ထိုင်းပြည်မှာနေဆက်ပါရှိနေတဲ့ဒါအကြပ်ပစစ်ကောင်စီရဲ့ဒါဗော်ဖိုးကြီးစကန်းအကြပ်ပစစ်ကောင်စီရဲ့ဗော်ဖိုးစီစကန်းကဆိုလို့ရှိတော့ဓာကြီးပိုင်းအတွေ့ပါပဲစကန်းတစ်ခုလုံးကိုဒါကျွန်တော်တို့ပြည်သူဘတ်တော်သားတွေနော် KNDU KNL တွေတဲ့ ဘူပေါအဖွဲပါဟာဘိတ်တီယာဒီပါပါအောက်ပြစ်သွားတဲ့တိတ်ပိုက်လိုက်တာဆိုလို့ရှိရင်အခုအလလာလက်နဲ့တီအများကြီးရတယ်အလုံးပဲမင်္ဂလာပါခင်ဗျာညီနောင်လေးရှင်နေကနေကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ရှင်နေကဆိုရင်နေ့စဉ်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီးရဲတိုက်ပွဲတဲ့တန်းတွေကိုတင်ဆက်ပေးတော့မယ့်ရှင်နေပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်နေကို subscribe လေးပြုလုပ်ပေးပြီးစောင့်မျှော်အားပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာကျေးဇူးတင်များကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ လက်နက်တွေအများကြီးရတယ်လို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်နော်ပြောပြချင်ပါတယ်ဒီအကြမ်းဆစ်ကောက်စီအဖွဲ့စည်းပေါ်ကပြက်ကိုပြက်ရပဲသူတို့ကသူတို့ဗတ်တရားလုပ်ခဲ့တဲ့အရာတွေအားလုံးအားလုံးပြည်သူကအခုပြတ်သိမ်းပြီလေတိုက်တာတွေလည်းအခုအကောလုံးပြတ်သိမ်းပြီလေနော်အကောလုံးလည်းသဘောပေါက်နေပြီမေကလာပါကြီးလေးရဲ့တဲ့မေကလာပါမေကလာကတကယ်ကို ရှိတော်မင်္ဂလာပါနော်အဲ့တော့ ထိုင်းပြည်မှာဒေသမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မော်ဖိုးကိစ္စကဟာဟလာဒါဤပိုက်တာတိုက်ခိုက်တယ်ဆိုတော့သတင်းတွေတက်လာတယ်။တော့အကြမ်းဖက်စစ်ကောင်စီတဲ့ပတ်သက်တဲ့လူတွေထွက်ပြေးသွားတယ်လို့သိရတယ်။တော့အကြမ်းဖက်စစ်ကောင်စီစီကတွေဘာလက်တက်ခဲရတယ်အများကြီးပဲရတယ်ပေါ့။မတိရကြရပေါ့နော်မတိရဆိုနှစ်ရက်သုံးရက်တော့ရှိမိတာရေခုန်နေတာဒီ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 စကန်အတော့ကိုဟလာအားလုံးကလည်းရေခုန်နေဟာဘယ်လိုမျိုးဖြစ်လာမလဲ။ ဘလို့အနေအနေထားများဖြစ်လာမလဲဆိုအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အောင်မြင်စွာနဲ့တိမ့်ပိုက်ရရှိသွားပါပြီဆိုတဲ့အကြောင်းသတင်းကောင်းပါပါစေခဗျာဟုတ်ကဲ့အခုအကြမ်းဖက်စစ်ကောင်စီရဟိုဖိုးပတ်ရန်ဒီပတ်ရန်ရမ်းနေတယ်ပေါ့နော်အကြမ်းဖက်စစ်ကောင်စီဘက်ကညတော့မှဟိုဘာသတင်းတွေကြားရလဲဆိုတော့အခုတက်လာတဲ့သတင်းတွေကိုကျွန်တော်ပြန်လဲပြောမှသုံးသက်ကြည့်မယ်နော် NNI အစိုးရကိုတဲ့အကြမ်းစစ်ကောင်စီစစ်တပ်ကတဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော်လဲ။ Okay ။အကြမ်းစစ်ကောင်စီမရောက်လာရင်မင်း brain wash လို့လို့ရတဲ့အထဲမှာ generation z တွေမပါဘူးမျိုးဆက်သစ်တွေမပါဘူး။တော့အားလုံးအားလုံးမပါဘူးနော်။ NNI အစိုးရကိုတဲ့စစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော်လဲ။ကားလုံးမခေါ်သည့်အပြင်နဲ့ဥပဒေနဲ့မညီတော့ကိစ္စရဲ့များစွာလှုပ်ဆောင်ခဲ့၍ ဒီမိုကရေစီကလူလူမုံတိုင်းကထက်နဲ့ဖြစ်ပေါ်ခဲ့သည်ဟုမေအောင်လိုင်ပြောပါတယ်တဲ့အဲ့တော့အဲ့တစ်ချက်ကိုအရေးရှိပဲမေအောင်လိုင်ရေနော်โอเค energy လက်ထပ်ပါ energy လက်ထပ်ပါခပြားတို့အကြပတ်စစ်ကောင်းစီကလေတကယ်ဆိုလွတ်တော်တွေကထွက်သွားပါเนาะအာဝနာတန်ပြောပဲလွတ်တော်တွေကထွက်တာပါဒီစစ်တက်နဲ့နိုင်ငံရေးเนี่ยဘာမှမဆိုင်တော့ပါလား စစ်တပ်နဲ့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူး NND လက်ထက်ကလေးကခပြားတို့အကြဘက်စိတ်ကောက်စီစစ်တပ်တီလွတ်တက်တဲ့ဘာအစိတ်သားတွေပါနေရာတွေပါဝင်ရမလုံးနဲ့အဲ့လိုထွက်ကိုထွက်သွားရသဘောပေါက်လားမသိသဘောပေါက်လားမသိဟိုအခုပါလာပြီးတော့ပါ NND ဘာကြဘာကြဆိုတော့ခပြားတို့လာပြီးတော့ပါအပြစ်သွားပါပုံတယ်တော့သဘောပေါက်လားမသိဒါတကယ်ကိုမြန်မာနိုင်ငံရေးကိုမြန်မာနိုင်ငံရေးအတိုင်းပဲသုံးသပ်လိုက်ပဲဆိုလို့ရှိရင်အခုက ခပြားတို့အကြပ်စစ်ကောက်စီလုတ်လိုက်ပါ NND လက်ထက်တက်ကထက်တော့ပို့ပြီးတော့မှစုတ်ချသွားတဲ့အနေထားအသွင်အပြင်တစ်ခုကိုခမားတို့ပို့ဆောင်လိုက်တာဖြစ်တယ်။အဲ့ဒါခပြားတို့ဘယ်တော့မှမပေးတဲ့။တဘောပေါက်လားမသိဘူးနော်။တဘောပေါက်လားမသိဘူး။အဲ့ဒါခပြားတို့စဉ်းစားပါ။အဲ့တော့ NND အစိုးရကိုခပြားတို့ကအတက်တက်ဆိုပူပေါင်းဆောင်ရခဲ့တော့လဲဆိုတော့ဟိုဘယ်လိုပြောပြမလဲ။အောက်တက်ကြတဲ့စကားလုံးခပြားတို့သုံးဖို့အတွက်စဉ်းစားတဲ့။ တကယ်တော့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆောက်စုကြည်ကပြည်တွင်းမှာဆိုလို့ရှိရင်လည်းပြည်တွင်းပြည်သူလူထုတွေ့ဆုံမှုတွေကိုလုပ်ခဲ့တယ်ပြီးလို့ရှိရင်အဲ့ဒီအခြေအမှာအများဆုံးသော ပြဿနာเนาะအများဆုံးသောပြဿနာတစ်ခါပြောပြမယ်တကယ်တော့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆောက်စုကြည်ကပြည်တွင်းနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုကိုတွေးဆမှုတွေကိုလုတ်တဲ့အခါမှာအများဆုံးသောပြဿနာဘာဖြစ်မယ်လို့ထင်လဲသိလားမိဘကြီးကိုမတော်မအများဆုံးသောပြဿနာကဒီအကြပ်ဆစ်ကောက်စီတွေကဒီအကြပ်ဆစ်တက်တွေက ပြည်သူလူထုပေါ်မှာမတရားသောတိမ့်ပိုက်တာသောမြေယာကိစ္စတွေပဲဖြစ်တယ်။အဲ့ဒါအများဆုံးပဲ။အညာမြေဒေတာကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်စာစုကြည့်သွားပြီဆိုလို့ရှိရင်ပြည်သူလူထုအများသောအမေးအမေးလို့អော်ပြီးတိုင်ကြတာဘာတိုင်ကြလဲ။ဒီအချိုက်ဖက်စစ်ကောင်စီတွေကဘယ်လိုပြောပြမလဲ။မြေတွေကိုမတရားသိမ်းထားပြည်သူလူထုနဲ့ပတ်သက်တဲ့မြေယာတွေကိုမတရားသိမ်းထားတဲ့ကိစ္စတွေ။နော်အညာမြေကိုသွားပြီဆိုလို့ရှိရင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်စာစုကြည့်တိုင်တာမြေယာကိစ္စတွေတိုင်တယ်။အဲ ဟိုရှက်ပြီးတဲ့သွားလဲထိုလေးလေးကောက်ပဲဒီအချမ်းမဲ့စစ်ကောက်စီစစ်တပ်ဘက်ကဒီဘောဘာမတရားသိမ်းထားတဲ့မြေယာကိစ္စတွေကိုတိုင်းတယ်တနင်္လာနေ့တိုင်းဘက်ကိုသွားမယ်ဆိုလို့ရှိရင်လဲအချမ်းမဲ့စစ်ကောက်စီစစ်တပ်ကမတရားသိမ်းထားသောမြေယာကိစ္စတွေတိုင်းတယ်ထိုလေးလေးကောက်မဲ့ကရင်ပြည်နယ်ကိုသွားမယ်ဆိုလို့ရှိရင်လဲအချမ်းမဲ့စစ်ကောက်စီစစ်တပ်ကမတရားသိမ်းပိုက်ထားသောမြေယာကိစ္စတွေကိုတိုင်းတယ်အဲ့လိုပြောပြည်သူလူထုကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆက်စုကြည်ကို ဒီအကြပဲစစ်ကောက်စီကမတရားသိမ်းထားတဲ့မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတိုင်ပြီးဆိုလို့ရှိရင်တိုင်ပြီးဆိုလို့ရှိရင်ဒီအကြပဲစစ်ကောက်စီမဲအောင်လားသူတို့နဲ့ပတ်သက်တဲ့ဒီစစ်တပ်ဘက်ကလူတွေမျက်စိတွေမျက်နှာတွေအကောင်လုံးပြတ်တယ်။ဘာဖြစ်လို့လဲပြည်သူလူထုတွေးဆဘူးလေ။လောက်တဲ့အခါမှာမျက်စိမျက်နှာကိုပြတ်လို့နော် တကယ်တော့အတိုင်ပင်ကယ်ပုဂ္ဂိုလ်တော်ဆတ်စုကြီးကစကားပြောပြီးဟလာမြေယာကိစ္စတွေစကားပြောပြီးဆိုသူတို့မျက်နှာမျက်စိမျက်နှာတွေကိုပြက်လို့အဲ့လိုပြောမျက်စိပြက်မျက်နှာပြက်ဟိုကဟိုကမလုံးတက်ဒီကလုံးတက်အဲ့လိုပြောသူတို့တွေကမျက်နှာတွေပြက်ကြတယ် ဘာဖြစ်လို့လဲဆိုတဲ့အခါကြတော့ပြည်သူနဲ့ရှင်လေပြည်သူနဲ့ရှင်လေဒီမြေယာကိစ္စလေပြည်သူဒီအမှန်တရားပဲဒီနေ့ဒီချိန်ဒီအမှန်တရားလို့တော့ပဲအခုကကာလုံမခေါ်သည့်အပြင်ဥပဒေနဲ့မညီတော့ကိစ္စရဲ့များတာကာလုံမခေါ်အခုမှကာလုံနေပါမင်းအောင်လားမင်းအောင်လားရင်တို့ဒီခရိုနီတွေအာနာရှင်တွေဆိုတာ ီးသူတွေသဘောပေါက်ပြီးသွားပြီတမတော်ကိုလည်းခင်ဗျားတို့အတုံးချပြီးသွားပြီ၅နှစ်လုံးလုံးအတုံးချပြီးသွားပြီဘာမှခင်ဗျားတို့အောင်မြင်မှုမပေါ် NLD လောက်တော့လည်း NLD လောက်လို့ခင်ဗျားတို့เนาะဟိုပတ်ရဒီပတ်ရအခုလည်းခင်ဗျားတို့တွေဒီဘာတွေထပ်ဖြစ်ပြန်လဲဆိုလို့ရှိရင်အပြစ်တွေပြန်ဖို့ခြင်းတယ်ခါလုံးမခေါ်လို့လေ ထမိန်ဝတ်တာပါလားအကြပဲစိတ်ကောင်းစီပြောက်လိုက်ခင်ဗျားတို့ထမိန်ဝတ်တာလိုက်နော်ခရရိုင်းစကားပြောရမယ်ဆိုခင်ဗျားတို့အောက်တက်ကြလို့လဲခင်ဗျားတို့တွေယူထားတဲ့ယာဓူးတွေအပွဲ့တွေအခက်အလက်တွေနဲ့အတူခင်ဗျားတို့ရဲ့ကိုကြစ်တရားတွေဒီမကောင်းဘူးခင်ဗျားတို့ရဲ့အကြစ်တရားတွေမကောင်းဘူးခင်ဗျားတို့ပြောတဲ့ဆိုတဲ့စကားတွေကအစစ်တမ်းမရှိဘူး အခုငားနေလောလောခပြားတို့တက်ပြတော့သားလေးကိုအတုံးချခဲ့ပြီးတော့ဗာဘာအောင်ပြမှုမှမရခဲ့တဲ့အခါကျတော့အခုခပြားတို့တွေဒီ identity ကိုအပြစ်ထပ်ပုံပြိုင်တယ်အောက်တက်ကြတယ်ခပြားတို့တိုက်ခဲ့ရကုန်ထွက်ထွက်ဘာသူ့ဘာခပြားတို့လက်ခတ်ပါပေါ့ဘူးထွက်ဆုံးပြတ်သားတွေရပါပဲ သူပြတိုက်ကပါဆိုလို့ရှိရလေအကောလောအစစ်ပြေနေပြီအာလောအစစ်ပြေနေပြီအစစ်ပဲပြေတာမြန်မာနိုင်ငံမှာအာဆီယံပါအစစ်မပြေဆုံးတော့အာဆီယံနိုင်ငံကိုပြပါဆိုမြန်မာနိုင်ငံမှာဘာဖြစ်လို့မြန်မာနိုင်ငံဒီအစစ်မပြေတာလဲဒီပါလီယံကပြီးချက်တည်းကြောင့်ဒီပြည်သူလူထုအရေးနဲ့ပတ်သက်ပြီးဟိုဟာပါလိုက်ဒီဟာပါလိုက်ဟိုဟာပါလိုက်အကောလောလိုက်ပြီးတော့ပါစုဖတ်နေတဲ့အတွက်ကြောင့်ခင်ဗျားတို့အကောလော ပြဝပဲထွက်နိုင်ငံလောကထွက်ပါမထွက်ရင်ပြည်သူလူထုကလည်းခပြားတို့လက်ပတ်ခတ်လာတာ၅နှစ်ရှိပြီအေးနောက်တဲ့ခပြားတို့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံလောကမထွက်ဘူးဆိုခပြားတို့တက်ပေါ်တော့ဓာတ်တွေကိုလည်းခပြားတို့ကိုလက်ပတ်ခတ်တော့တဲ့အသေးသားကိုသွားပဲနောက်တဲ့နောက်တဲ့ခြေလာတည်းကသဘောပေါက်လားမသိဘူးတပ်ပြော်ဆိုတာတပ်ပြော်ရဲ့နေရာပါမတည်လို့ရှိရင်အတိတ်ပဲရှိဘူး เนาะအတိတ်ပဲမရှိတက်ဘလော့ဒီတက်ဘလော့ရဲ့တရားပါပဒိအတိတ်ပဲမရှိဘူးအခုဆိုလို့ရှိရင်ပြပါပြပါသူ့နေရာနဲ့သူပဲဟလာအခုဒါကျွန်တော်တို့တော်လိုက်လောက်ကြတယ် EO ရီနဲ့ AL ရဲ့အတူလက်တွဲတယ် EO ရီနဲ့အတူရှင်းတန်ကြရတယ်ပြောကြရတယ်တွားကြရတယ်ဆိုကြဘာပြတ်သလားဘာမရှိဘူးပြောစရာတိတ်ကောင်းတယ်ကျွန်တော်တို့သိကြတယ်ပြပါနိုင်ငံရဲ့စီအကြောင်းအရာတွေသိရတယ်တပိုင်းအကြောင်းအရာတွေသိရတယ်နိုင်ငံအကြောင်းအရာတွေသိရတယ် ချင်းရှောက်ပါခပြားလို့စစ်တက်ကပြေးပြေးချင်းရုတ်ကြเนาะရုတ်ကြပဲဘာသာရေးကိုလည်းခုတော့မလုပ်ပါနဲ့เนาะအကောလုံးခပြားလို့တွေဒီအကောလုံးစုပ်ရုတ်တော့ပဲအနေထားကိုရောက်နေပြီလို့ဒါကျွန်တော်ပြောပြချင်ပါတယ်ဒေါ်လာကြီးရအားရုတ်သွားတာပေါ့ဒေါ်လာကြီးရအားပိုပြီးကောင်းလာတာလို့ပြောလို့ရတယ်ကဲဒါကတော့ဒီနေ့ရထူးခြားသောအရာပဲဖြစ်ပါတယ်မင်္ဂလာပါတတိယမင်္ဂလာပါ ဟုတ်ကဲ့ပါအဲ့တော့တပြေးပြေးတဲ့တော့တောက်ပိုင်းရဲ့အရှိန်အဝါတွေကလည်းအင်မတန်ကောင်းလာပါပြီတောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်တောက်ပိုင်းတစ်ခွေရဲ့ကတိထားဖို့ကလည်းအာအာဆီယံနဲ့တောက်ပိုင်းကိုထောက်ခဲ့တယ်တော့ဟိုတော့ထိုင်းတကယ်ဒီလဲတောက်ပိုင်းတစ်ခွေအကောလုံးကိုထောက်ခဲ့တယ်လုံဆရာရှိရတာရဲရဲလုပ်ပါပြပြတတသွားပါလုံဆရာရှိရရဲရဲသွားပါဒီအကြံဖက်စစ်ကောက်စီဒီရဲ့အကြံဖက်မှုဒါအပြည့်ပြည့်ဝကနေပြောပါကေဝေးကြပါစေလို့ပြောပြောချင်ပါတယ်ယေရှုတည်ပါတယ်